အလုံးမဲမင်္ဂလာပါရှင်ဒီနေ့ဆက်လက်တင်ဆက်ပေးမယ့်ဇလန်းလေးကတော့တင်းတိုင်းကြီးရအလောင်းစာရဲ့အပိုင်း2ပဲဖြစ်ပါတယ်အပိုင်း1ကိုပြန်လွှင့်ရမယ်ဆိုရင်ဘင်းကြီးတိုင်းပြည်ပြန်လာတဲ့အခါမှာဘင်းဖခင်တက်ထက်ကရန်ညိုးကြဘင်းကြီးအသက်ပေးနဲ့ကြုံရတော့မှဖြစ်ကြောင်းဘလူးကြီးတတိပေးခဲ့တာပဲဖြစ်ပါတယ်ဘလူးရန်ညိုးလဲဆိုတာမကြည့်ရသေးဘူးဆိုရင်အပိုင်း1လေးကိုတွားကြည့်ပေးကြပါဦးနော်ကဲဇလန်းလေးမစတင်မီထုံးစံအတိုင်း UK ရဲ့ channel လေးကို like subscribe နဲ့ပြီးတော့အားပေးကြပါဦးနော် တနေ့မှာတော့ဘီနန်းတို့မှာတရားစီရင်နေတဲ့အချိန်မှာယတိတန်တီလာဆိုတဲ့သူရောက်လာပြီးတော့အတီတလုံးကိုနှိစင်ဆက်သားခဲ့ပါတယ်။ဘီင်ကြီးကယတိတန်တီလာကဘလူးသတိပေးတဲ့လူဖြစ်နိုင်တယ်လို့တန်နေရဝင်ခဲ့တာကြောင့်အတီကိုတခါမှမစားဘဲနဲ့စပူဆောင်ထဲမှာတင်စီထားစီခဲ့တယ်။ဒီလိုနဲ့ယတိကြီးကဆေဆွနစ်ချတဲ့အထိနှိစင်တလုံးစီပေးနေခဲ့ပါတယ်။တနေ့မှာတော့ဘီင်မွေးထားတဲ့မြောက်ကလေးကကနာမငိန်ဖြစ်နေတာကြောင့်ဘီင်ကသူ့လက်ထက်အတီကိုပေးလိုက်ပါတယ်။ မြောက်ကအတီးကိုဖဲလိုက်တဲ့အခါမှာတော့အထင်းမှာအတီးအစာကြောက်မြင့်နာတွေပြည်နေတာကိုတွေ့လိုက်ရတယ်။နောက်ထပ်အခါမှာတော့အာလုံးအံ့အားတင်သွားကြတယ်။အဲ့ဒီအချိန်မှာပဲဘရင်ကအတီးရထားတဲ့စပိုးဆောင်ကိုစစ်စစ်ခိုင်းလိုက်တဲ့အခါမှာတော့အတီးတွေအစာကြောက်မြင့်နာတွေပြည်နေတာကိုတွေ့လိုက်ရပါတယ်။ဘရင်ကအံ့အားတင်သွားပြီမဲလို့ရနာတွေကသူ့အတွက်မလိုအပ်တာကြောင့်အစီကံတွေကိုကြောက်မြင့်နာတွေဝေလိုက်ပြီးတော့ရသေးကြီးကိုခေါ်ကမေးမြန်းခဲ့ပါတယ်။ ရသေးကြီးကသူဟာတုတ်တံမှာမန်နယ်စီရင်ပွဲပြုလုပ်နေပြီးတော့တတိရှိတဲ့သူ့ရဲ့အကူအညီလိုအပ်ကြောင်းဖွင့်ရခဲ့ပါတယ်။မရင်ကလည်းအောင်လန်းဆရာရဲ့မျက်နှာပုံအမှန်ကိုသိကျင်တာကြောင့်ကူညီပေးမယ်လို့ကတိပေးလိုက်တယ်။အောင်လန်းဆရာကညနေတကောင်းရဲ့အချိန်မှာမြို့ဝင်တုတ်တံအလဲကညောင်မင်းကိုလာဖို့ချိန်ဆခဲ့တယ်။ချိန်ထားတဲ့အချိန်မှာဘရင်ကရုပ်ဖြတ်ပြီးတော့အနှဲရောင်ဝတ်စုံကိုဝတ်ဆင်ကတင်းငန်းငုံစီသွားခဲ့ပါတယ် ညကတိတ်ဆိတ်ပြီးကြောက်မဖွယ်ကောင်းနေခဲ့ပါတယ်။ဘယင်ကြီးကတုတ်တန်ရဲ့ကောင်းကင်ရံမှာလူမျိုးနေတဲ့ဝိညာဉ်တွေကိုဖျက်ဆီးပြီးတော့မန္တန်စီရင်ထားတဲ့ညောင်မြောက်ကိုရောက်ခဲ့တယ်။အောင်လန်းဆရာကဘယင်ကို တောင်မတ်ရက်ကအတော်ကပင်းစီစီသွားပြီးတော့စောက်တို့ဆွဲထားတဲ့လူသေးလောင်းတစ်ခုကိုယူလာပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒီလိုတောင်းဆိုတာကလည်းဘယင်ကိုလှုပ်ကြံမှုရွယ်ချက်ရှိတာကြောင့်ဘယင်ကြီးပင်မန်းတဲ့အခါမှာတော့လှုပ်ကြံရမှလွယ်ကူတာကြောင့်ဖြစ်ပါတယ်။ ဘရင်ကအာတော့ကပင်ကြီးစီသွားနေစင်မှာအောင်လန့်ဆရာရဲ့လှုပ်ဆောင်မှုတွေကိုပြန်သုံးသပ်ပြီးတော့သူကငါဖခင်နဲ့ရန်ညှိုးရှိတဲ့ရသေးဖြစ်နိုင်တယ်လို့စတင်တန်းနေရဝင်လာခဲ့တယ်။ဒါပေမဲ့လည်းဂဒီအတိုင်းပဲမန်နန်ကိစ္စပြီးအောင်လှုပ်ပေးရမယ်လို့ဆုံးဖြတ်ခဲ့တယ်။ဘရင်ကအာတော့ကပင်ကြီးစီရောက်တဲ့အခါမှာတော့လင်းတို့လိုမျိုးတစ်ကိုက်မှဆောက်ထိုးဆွဲထားတဲ့လူသေးလောင်းတစ်ခုကိုတွေ့လိုက်ရတယ်။အဲ့ဒီအခါမှာတော့သူယူသွားရမယ့်အလောင်းမှန်ချက်ချင်းသိလိုက်တယ်။ ဘရင်ကသတိထားပြီးတိပိမော်ဖြစ်ဖြစ်ချင်းတက်ခါရုပ်အလောင်းကိုဖြုတ်ချလိုက်တယ်။ပြီးတာနဲ့ထူးဆန်းတဲ့အသွင်ရှိတဲ့အဲ့ဒီရုပ်အလောင်းကိုပခုံးမော်ထမ်းပြီးတော့အောင်းလန်းဆရာစီအမြန်ပြန်လာခဲ့ပါတယ်။လမ်းမှာဘရင်ထမ်းလာတဲ့လူသေးအလောင်းကဖုံဝင်ပြီးတော့ခလေးအတန်မျိုးအတန်ပေးလာတယ်။ဘရင်ကစိတ်ရှုပ်သွားပြီးတော့စိတ်ရှုပ်လိုက်တာကွာလို့မတော်တဆညင်းညူလိုက်တဲ့အခါမှာတော့ဖုတ်ကောင်ကရေမောပြီးပျောက်ကွယ်သွားကအတော့ကအပင်ကြီးပေါ်ပြန်ရောက်သွားတယ်။ ဘရင်ကလုံးဝလက်မလျှော်ပဲတိပိမော်အလင်းအမြန်ပြန်တက်ခါပုတ်ကောင်ကိုပခုံးမော်ထမ်းပြီးပြန်ထွက်ခဲ့ပါတယ်။ဒီလိုနဲ့ရှောင်းလာရင်းနဲ့ပခုံးမော်ကပုတ်ကောင်ကမီနီစကားပြောလာအောင်လှည့်စားဖို့အတွက်သူ့ရဲ့ညံစမ်းပုံမြင်တွေကိုစတင်ပြပြပါတော့တယ်။အိုးမင်းမြန်ပြင်မနေဒီကြီးမှာအပန်းဖြေစီဖို့ငါပြောပြမယ်ဒီဇလန်းကိုနားထောင်ပါ။ပြီးရင်အဖြေကိုတွေးပေးပါအဖြေကိုတိလျက်နဲ့မပြောဘူးဆိုရင်အရှင်ရဲ့ကောင်းဟာခုနှစ်စိတ်ကွဲသွားပါလိမ့်မယ်လို့ပြောခဲ့ပါဗျ အဲ့ဒီလူနဲ့ပဲဖုန်ကောင်းဟာသူ့ရဲ့ပထမဆုံးဇလံကိုစတင်ပြောပြခဲ့တယ်။လူငယ်သောနှစ်ပေါင်းများစွာကဘာယန်နတီမြို့မှာနန္နဝတီလို့ခေါ်တဲ့အလွန်လှပတဲ့မိမပြူတယောက်ရှိခဲ့ပါတယ်။သူမရဲ့အလှကမြို့သူမြို့သားရဲ့ကြမှာနမဲကြီးလွန်လာကြောင်းဖခင်ဖြစ်သူပုံနာကြီးကလည်းတမိကိုဘသူနဲ့ပေးစားရမှန်းမသိဖြစ်နေခဲ့တယ်။တနေ့မှာတော့နန်းနဝတီကိုလက်ထပ်ဖို့အတွက်လူကျော်၃ယောက်ကပုံနာကြီးအိမ်ရှိကိုတပြိုင်တည်းရောက်လာကြတယ်။ ပထမလူကတော့ပြမနာလူငယ်တယောက်ဖြစ်ပြီးတော့ပညာဉာဏ်နဲ့စာပေဘဝသူတာအလွန်ကျွဲဝသူပါဒုတိယလူကတော့လက်နက်ကင်သူရဲကောင်းတယောက်ဖြစ်ပြီးတော့တတိရှိတဲ့စစ်တီတော်တယောက်ပါတတိယလူကတော့ကျွဲဝချမ်းသာတဲ့ကုန်းတဲ့တယောက်ဖြစ်ပြီးတော့သူ့မှာယရနာတွေရွှေတွေအများကြီးရှိပါတယ်ဖန်းစဉ်ဖြစ်သူပုံနာကြီးကလည်းသမီးကိုသူနဲ့ပေးစားရမယ်ဆိုတာဆုံးဖြတ်လို့မရတဲ့အခါမှာတော့တုံးရောင်စလုံးကိုညင်းလို့လိုက်ပါတယ်ဒါကိုဒေါသထွက်ပြီးစိတ်ပြက်အားငယ်သွားတဲ့လူငယ်၃ယောက်စလုံးကလည်းမြို့ကနေထွက်ခွာသွားကြတယ် ပညာရှိဗြမဏလူငယ်ကတော့နမဲကြီးဒေဝီနဲ့ဖခင်မရဲ့ဖခင်ကြောင့်မှသွားရောက်ပြီးတော့နဖခင်မကျေနပ်အောင်တရားကျင့်ကြံခဲ့ပါတယ်။သူရဲကောင်းကတော့ဖခင်ဘုခီးထွက်သွားပါတယ်။ကုံတွေကတော့စီဝါရေးလုပ်ငန်းတွေနဲ့ကဘာပတ်ဖို့ခီးထွက်သွားတယ်။ဒီလိုနဲ့လူ၃ယောက်နဲ့ဝေးကွာသွားပြီးမကြခင်မှာပဲနန္နာဝတီလေးကကန်ဆိုးမိုးမောင်းကြကရုတ်တရက်ဖျားနာကတည်ဆုံသွားပါတော့တယ်။ဖခင်ပုံနာကြီးကလည်းဝမ်းနဲ့ကြေခွဲစွာနဲ့ပဲတမီးရဲ့ရုပ်ကလပ်ကိုတကြိုးလိုက်ရတယ်။ နာနာဝတီကိုအလွန်ချစ်မြတ်နိုးတဲ့ဗြမနလူငယ်ကလည်းဒီသတင်းကိုကြားတဲ့အခါမှာတော့မိသူကျူအာနေရာကိုရောက်လာပြီးတော့အဲ့ဒီနေရာမှာပဲတိဆုံရတဲ့နာနာဝတီကိုအမတ်ရကနေထိုင်နေပါဗျ။သူရဲကောင်းကလည်းဒီသတင်းကိုကြားတဲ့အခါမှာတော့နာနာဝတီရဲ့အယိုးပြတွေကိုယူပြီးတော့ဂင်းငါမျက်စီကိုထွက်ခွာသွားပါဗျ။ကုံတွေကတော့သူခီးတွိုင်းနဲ့အသက်ပြန်ရှင်စေနိုင်တဲ့ဂါရာပါတဲ့လူဝဲကျန်းစာစာအုပ်ကိုရရှိခဲ့ပါဗျ။ အဲ့ဒီနောက်မှာတော့ကုံတွေကအဲ့ဒီလှုပ်ဝက်ကျန်းစာစာအုပ်ကိုယူပြီးတော့မိသကျူအားနေရာကိုပြန်လာပါတယ်။အဲ့ဒီနေရာမှာနန်းနဝဒီကိုဆွဲလန်းပြီးဝမ်းနည်းနေတဲ့ဗြဟ္မဏလူငယ်ကိုလည်းတွေ့ပါတယ်။မစားခင်မှာပဲအယိုးပြာကိုမျောပြီးပြန်လာတဲ့သူရဲကောင်းလည်းရောက်လာပါတော့တယ်။ကုံတွေက ကျန်းစာထဲရအစီရင်တွေကိုအသုံးပြုပြီးတော့နန်းနဝဒီကိုအသက်ပြန်ရှင်လာအောင်လှုံ့ဆော်နိုင်ခဲ့တယ်။နန်းနဝဒီလေးကလှပတက်ကြွစာနဲ့ပြန်လဲနှုတ်ထလာပါတော့တယ်။ အသက်ပြန်ရှင်လာတဲ့နန္နဝတီကိုမြင်တဲ့အခါမှာတော့လူငယ်၃ယောက်စလုံးကသူမကိုပိုင်ဆိုင်ရဖို့အငြင်းပွားပါတော့တယ်အဲ့ဒီအခါမှာတော့ဗြဟ္မဏလူငယ်လေးကပြောလိုက်ပါတယ်။နန္ဒဝတီတည်ဆုံသွားတာတော့မမေ့နိုင်ပဲနဲ့မိသကျူတဲ့နေရာမှာနေပြီးတော့ချစ်ချင်းမြတ်တာကိုတတ်တည်ပြခဲ့တာငါပဲ။ဒါကြောင့်ငါသာသူခင်မှုဖြစ်တဲ့နယ်လို့ပြောပါတယ်။ ။သူရဲကောင်းကလည်းငါကအနန္ဒဝတိရဲ့အယုတ်ပြတွေကိုဂင်းကမြစ်ထဲမှာမျောပြီးတော့သူ့ဝိညာဉ်ကိုငိမ့်ညောင်းလုပ်ပေးခဲ့တာ။ဒါကအကြီးမားဆုံးသောဆွလို့မှုပဲ။ငါမှပဲအခွင့်ရေးရှိတယ်လို့တောင်းဆိုပါရယ်။ကုံတယ်ကလည်းမင်းတို့ဘာပဲလုပ်လို့ငါသာသူ့ကိုအသက်ပြန်ရှင်အောင်လုပ်ပေးခဲ့တာ။အသက်ကိုပြန်ပေးတဲ့သူကအဓိကကြတာမို့လို့ငါသာသူ့ကိုပိုင်ဆိုင်သင့်တဲ့သူပါလို့ပြောပါရယ်။ဖောက်ကောင်ကဇလန်းကိုအဲဒီမှာရက်လိုက်ပြီးတော့မင်းကြီးကိုမေးလိုက်ပါရယ်။ မင်းကြီးကခဏတာတွေ့တော့ပြီးတဲ့နောက်မှာတော့သူ့ရဲ့ဉာဏ်ပညာကိုထုတ်ပေါ်ပြီးတော့ခက်ထန်ပြက်သားလေးလေးတန်းနဲ့အပြေးပေးလိုက်ပါတော့တယ်။နန်နဝတီကိုပြမနာလူငယ်ကသာလက်ထပ်သိမ့်တယ်။ဘာကြောင့်လဲဆိုတော့နန်နဝတီကိုအသက်ပြန်ရှင်စေတဲ့ဂုံတွေကလည်းအသက်ကိုဖန်ဆင်းရှင်ခဲ့သူပေးတာကြောင့်ဖခင်နေရာမှာရှိနေပါတယ်။နန်နဝတီရဲ့အယုတ်ပြကိုဂင်းကမြေထဲမှာမျောပေးတဲ့သူရဲကောင်းကလည်းသားသမီးတို့ကမိဘရဲ့နောက်ဆုံးကိစ္စများကိုဆောင်ရွက်ပေးရတော့ကြောင်းသားနေရာမှာရှိနေတယ်။ ဒါပေမဲ့နန္နဝတီမိသားစုတဲ့နေရာမှာပဲဆွဲလန်းစွာနေထိုင်ပြီးတော့သူ့အနာဂတ်ကိုစွန့်လို့ဖို့ဆုံးဖြတ်ခဲ့တဲ့ဗြမနလူငယ်ရဲ့ချစ်ချင်းကသာခင်မွန်းတယောက်ရဲ့စစ်မှန်တဲ့ချစ်ချင်းမြတ်တာဖြစ်တယ်။မင်းကြီးကအပြေကိုရှင်းလင်းပြသစွာပြောလိုက်တာနဲ့လည်းပြိုင်နေ။အလောင်းကောင်ဟာကျဲလောင်းစွာရေမောလိုက်ပြီးတော့လျှက်တဲ့ပြက်အတွင်မှာပျောက်ကွယ်သွားကအာတော့ကပင်းစီစီပြန်ရောက်သွားပါတော့တယ်။ဒီလိုနဲ့ပဲခရီးတစ်ချောင်းလုံးမှာဖုန်ကောင်ကမင်းကိုနားထောင်ဖို့ပုံမြင်နေပြောပြပြီးတော့ပုံမြင်ဆုံးမှာဘေးကြီးတစ်ခုမေးလေရှိတယ်။ မရင်ကလေးစားခံခြင်းနဲ့မာနကြောင့်မိကုန်းလေးကိုဖြီးမိတဲ့အခါတိုင်းမှာဖုတ်ကောင်ကပြောက်ွယ်သွားပြီးတော့အာတော့ကဘီနီစီပဲရောက်သွားခဲ့တယ်။မရင်ကမလျှော်ဘဲနဲ့နောက်ပြန်လှည့်ပြီးတော့ဖုတ်ကောင်အလောင်းကိုအပင်ပေါ်ကနေပြန်ချလိုက်ပြန်ထမ်းလိုက်ပြန်လာလိုက်လုပ်နေရတယ်။ဒီလိုနဲ့တရေပုံမင်း24ပုံပြောပြပြီးတဲ့အချိန်ကြီးမရင်ကအဖြေတွေကိုဖြီးနေခဲ့တာကြောင့်အပင်စီအချိန်ချင်းပြန်သွားရတယ်။25ချိန်မြောက်မှာတော့ဖုတ်ကောင်ကဘယင်းကိုအမှန်တရားပြောပြဖို့အချိန်ကြာလာပြီဖြစ်လို့ဘယင်းမပြေနိုင်တဲ့မိကုန်းကိုမေးလိုက်တယ် ။ဘယင်ကအပြေကိုလုံးဝမသိတော့ဘဲနဲ့တိတ်ဆိတ်နေခဲ့ကရုံအလောင်းကိုဆက်ထမ်းသွားတယ်။ဖုန်ပေါင်ကဘယင်အပြေမပေးနိုင်တာကိုသိလိုက်တဲ့အခါမှာတော့အရင်မိကုနေဖြေဆိုးနိုင်ခဲ့တာကြောင့်သူ့ရဲ့ဉာဏ်ပညာကိုချီကျူးလိုက်ပြီးတော့အမှန်တရားကိုပြောပြခဲ့တယ်။အရှင်မင်းကြီးအရှင်ထမ်းလာတဲ့ဒီအလောင်းကအောင်လန်းစရာတက်ပြခဲ့တဲ့စီကုံသေးသားရဲ့အလောင်းပဲဒီညမှာတော့အောင်လန်းစရာကအရှင်မင်းကြီးကိုရစ်ပူစော်ဖို့စီစဉ်နေတာပါ အဲ့ဒါကြောင့်အောင်လန်းဆရာကအရှင်မင်းကြီးကိုအင်္ဂါ၈ပါးပုံစံနဲ့ဝေတွားဥချခိုင်းပါလိမ့်မယ်။အဲ့ဒီအခါအရှင်မင်းကြီးကအောင်လန်းဆရာကိုဥချနေအရင်ပြခိုင်းလိုက်ပါ။အောင်လန်းဆရာဥချလိုက်တာနဲ့တပြိုင်တည်းသူ့ကိုတက်ပြစ်လိုက်ပါလို့တတိပေးခဲ့ပါတယ်။အဲ့ဒီလိုတတိပေးပြီးတဲ့အခါမှာတော့ဖုတ်ကောင်ကရုံအလောင်းထဲကနေချက်ခွာသွားပါတော့တယ်။ဘရင်ကညောင်မီအောက်ကအောင်လန်းဆရာစီရုပ်အလောင်းကိုယူသွားပေးတဲ့အခါမှာတော့အောင်လန်းဆရာကဘရင်ရဲ့တတိကိုချီးကျူးခဲ့တယ်။ အဲ့ဒီနောက်မှာတော့အောင်လန်းဆရာကဘရင်ကိုအင်္ဂါ၈ပါးပုံစံနဲ့ဝတ်တွားဥချခိုင်းပါတယ်။ဖောက်ကောင်ရဲ့တတိပိချက်အတိုင်းဖြစ်နေကြတာကြောင့်ဘရင်ကမလုတ်တက်ချင်အောင်ဆောင်းပြီးတော့ဘလူရှိခိုးရမလဲဆိုတာဥစာတယုတ်ပြပေးဖို့တောင်းဆိုခဲ့ပါတယ်။အောင်လန်းဆရာကမဆိုင်မတော်တယုတ်ပြလိုက်ပြီးတော့ဥကောင်းမှုမျိုးပေါ်ဝတ်ချလိုက်တဲ့အခါမှာတော့ဘရင်ကဓားကိုဆွဲထုတ်ပြီးတော့အောင်လန်းဆရာရဲ့လေပင်ကိုခုတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာဖောက်ကောင်ကထွက်လာပြီးတော့ချီကျူးဩဝါပေးခဲ့တယ်။ပြီးတော့ဘရင်ကိုဆုလက်အနေနဲ့ဆုတဆုတောင်းဝင်ပေးခဲ့ပါတယ်။ အရာရာပြည့်စုံနေတဲ့ဘရင်ကလည်းဘာတောင်းရမှန်းမသိတာကြောင့်သူနဲ့ဖုတ်ကောင်တို့ရဲ့ပုံမြင်25ပုံလုံးကတန်မိုးရှိတဲ့ဇလန်းအဖြစ်ကဘာအနှံ့ပြန့်နေစီဖို့ဆူတောင်းလိုက်ပါတယ်။ဒီလိုနဲ့ပဲခီးအဆက်ဆက်ပြောလာခဲ့တဲ့တရေပုံမြင်ကြီးရဲ့မူလစင်ကြီးကတိကဖြစ်လာပါတော့တယ်။ဇလန်းလေးကတော့ဒီနေရာမှာတင်ပြီးဆုံးသွားပါပြီ။ဒီနေ့တင်ဆက်ပေးခဲ့တဲ့ဇလန်းလေးကိုစိုင်းနဲ့တက်လိုက်မယ်လို့ထင်ပါတယ်။ဒီလိုမျိုးဇလန်းလေးတွေကိုစိုင်းနဲ့တက်တယ်ဆိုရင် UKR Channel လေးကို Like and Subscribe နှိပ်ထားပေးကြပါဦးနော်။ အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ဒရက်ပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။